မင်္ဂလာပါခင်ဗျာအာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်လက်ရှိသုံးနေတဲ့ Facebook ဟာပေါ့ခင်ဗျာကျွန်တော်ဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့သူဆိုရင်တော့ပေါ့ခင်ဗျာကျွန်တော်ဖုန်းနံပါတ်မရှိတော့လို့ပဲဖြစ်ဖြစ်ကျွန်တော် Gmail နဲ့ဖွင့်ထားတဲ့သူဆိုရင်တော့ပေါ့ခင်ဗျာကျွန်တော် Gmail အကောင့်မရှိတော့လို့ပဲဖြစ်ဖြစ်ပေါ့ခင်ဗျာကျွန်တော်တို့ဖုန်းနံပါတ်ဒါမှမဟုတ် Gmail ပေါ့ခင်ဗျာပြန်ပြီးတော့ change ခြင်းဘယ်လို change ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှောက်ရပြီးမှဖြစ်ပါတယ်ခင်ဗျာအာကျွန်တော်တို့အဲ့လို change ဖို့အတွက်ဆိုရင်တော့ပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာအာညာဘက် တော့အပေါ်ဆုံးမှရှိတယ်ပေါ့ခင်ဗျာကျွန်တော် menu လို့ခေါ်တယ်ဒီမြင်းချောင်းလေး ေး၃ချောင်းကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်နှိပ်ပြီဆိုရင်တော့ဒီမှာပေါ့ခင်ဗျာ setting ပေါ့ခင်ဗျာ rt setting ဆိုတဲ့အထက်ကိုတစ်ချက်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာ r setting ဆိုတဲ့အထက်ကိုဒီ setting ဆိုတဲ့အထက်ကိုတစ်ချက်ဝင်လိုက်ပါမယ်အဲကျွန်တော်ဒီ setting ကိုတစ်ချက်ဝင်လိုက်ပါမယ်ခင်ဗျာဝင်ပြီးရင်တော့ကျွန်တော်ဒီမှာပေါ့ခင်ဗျာအပေါ်ဆုံးမှာရှိတဲ့ပေါ့ခင်ဗျာကျွန်တော်ဒီမှာ r personal detail ဆိုတဲ့အထက်ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာအဲကျွန်တော်ကဒီမှာ personal detail ဆိုတဲ့အထက်ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီမှာပေါ့ခင်ဗျာအဲဒီမှာ အဲဒီမှာပေါ့ခင်ဗျာကျွန်တော် you are uh, information and permission ပေါ့ခင်ဗျာဒီထဲကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာ uh, you are information and permission ဆိုတဲ့ဟိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ် အဲကျွန်တော်ဒီတဲ့ကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ခင်ဗျာနှိမ့်ဝင်ပြီးရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအပေါ်ဆုံးမှာရှိတယ်ကျွန်တော်တို့ဒီမှာအာ content info ဆိုတဲ့အထက်ကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ခင်ဗျာအဲကျွန်တော်တို့ကဒီမှာ content info ဆိုတဲ့အထက်ကိုတစ်ချက်နှိမ့်ဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအာဘာ change နေတာလဲပေါ့ခင်ဗျာကျွန်တော်တို့ကဒီမှာ gmail change နေတာလားဖုန်းနံပါတ် change နေတာလားပေါ့ခင်ဗျာအဲ့လို change နေတယ်ဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာအာ add new content ကိုတစ်ချက်နှိမ့်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာ add new content ကိုတစ်ချက်နှိမ့်လိုက်ပါမယ် ဒီမှာဖုန်းနံပါတ် change ကျင်တယ်လို့ဆိုရင်တော့ဒီမှာ address mobile number ပေါ့ခင်ဗျာအာ gmail change ကျင်တယ်လို့ဆိုရင်တော့ဒီမှာ address email ဆိုတာလေးကိုတစ်ချက်နှိပ်ဝင်သွားအောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီမှာ address email ဆိုတဲ့အထက်ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ဥမာ email နဲ့ change မဲ့လို့ဆိုရင် gmail နဲ့ change မဲ့လို့ဆိုရင်တော့ပေါ့ခင်ဗျာအာပြီးတော့ဒီမှာ အာကိုချိမ့်မဲ့ဂျီမေးပေါ့ခင်ဗျာဂျီမေးအစ်စ်ကိုဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာထည့်ပြီးတော့ဒီမှာ next ပေါ့ခင်ဗျာအာ next ဟိုနှိပ်ပြီးတော့ကျွန်တော်တို့ကဂျီမေးမှာပို့လာတဲ့ကုတ်ချောင်းလုံးပေါ့ခင်ဗျာကုတ်ချောင်းလုံးကိုအဲ့ဒီဒီမှာအကွက်ကလေးရှိမယ်ပေါ့ခင်ဗျာနောက်တစ်ကွက်နောက်တစ်ဆင့်ကိုရောက်ွားရင်အကွက်ကလေးတောင်းမယ်ကုတ်ထည့်ဖို့ပေါ့ခင်ဗျာအာအဲ့ဒီကုတ်ချောင်းလုံးကိုအဲ့ဒီအကွက်ထဲမှာထည့်ပြီးတော့နှိပ်ကိုနှိပ်လိုက်ရပါပြီခင်ဗျာအာကျွန်တော်တို့ကဖုန်းနံပါတ်နဲ့ချိန်မဲ့လို့ဆိုရင်လည်းခုနလိုပဲပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာ အဲဒီနေရာမှာပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာအတက် new content ကိုနှိပ်နှိပ်ပြီးတော့ဒီမှာပေါ့ခင်ဗျာအတက် mobile number ကိုနှိပ်နှိပ်ပြီးတော့ဒီမှာအာကိုချိမ့်မဲ့ဖုန်းနံပါတ်ပေါ့ခင်ဗျာဒီနေရာမှာကိုချိမ့်မဲ့ဖုန်းနံပါတ်10လုံးကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာထည့်ပြီးဒီမှာ next နှိပ်လိုက်အောင်မယ်ပေါ့ခင်ဗျာနှိပ်ပြီးတော့ကျွန်တော်တို့ကုတ်ကြလာမယ်ပေါ့ခင်ဗျာအာကြလာတဲ့ကုတ်ချောင်းလုံးကိုရိုက်ထည့်ပြီးတော့နှိပ်ကိုနှိပ်လိုက်ရင်ရပါပြီခင်ဗျာအာဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာကို ပေါင်းထည့်လိုက်တဲ့ပေါ့ခင်ဗျာဖုန်းနံပါတ်အသေးဒီညမှာရောက်လာပြီပေါ့ခင်ဗျာဂျီမေးဆိုလဲဂျီမေးအသေးရောက်လာပြီပေါ့ခင်ဗျာအာတာဆိုရင်ကျွန်တော်တို့ကဒီမှာအာဂျီမေးအဟောင်းရှိနေတယ်ဆိုရင်ဒီဂျီမေးအဟောင်းကိုတစ်ချက်နှိပ်လိုက်မှာပေါ့ခင်ဗျာအဲနှိပ်ပြီးတော့ဒီမှာ delete ီးမေးလ်ကိုတစ်ချက်နှိပ်ပြီးတော့ဖြစ်လဲအောင်ပါခင်ဗျာအဟောင်းပေါ့ခင်ဗျာအဟောင်းကိုအဲ့လိုပဲဖြစ်လဲရမှာဖြစ်ပါတယ်အဲဖုန်းနံပါတ်ဆိုရင်လည်းဖုန်းနံပါတ်အဟောင်းပေါ့ခင်ဗျာပေါင်းထည့်ပြီးမှဖြစ်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပေါင်းထည့်ပြီးရင်ဖုန်းနံပါတ်အဟောင်းဒီမှာဒီဘက်ကိုနှိပ်နှိပ်ပြီးတော့ဒီမှာ delete ဆိုတာလေးနဲ့ကျွန်တော်ဖြစ်လဲရမှာဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ကိုယ့်ရဲ့ Facebook အကောင့်ပေါ့ခင်ဗျာအဖုန်းနံပါတ်ချင်းချင်း Gmail ချင်းချင်းပေါ့ခင်ဗျာဘယ်လိုချင်းရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ